ကဲမင်းနဆန်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဒီတင်တင်ပေါင်းတာနဲ့မားလူတို့ခေါ်တဲ့ပုံပုံလေးပေါ့နော်တင်တင်ပေါင်းတာနဲ့ပုံပုံပေါင်းတာကိုတင်ပြသွားမှာဖြစ်ပါတယ်ဒီတင်တင်တို့ခေါ်တဲ့စကလုံးကိုပေါင်းတဲ့အချိန်ကျရင်ခအတိုင်းရယ်စအတိုင်းရယ်ထအတိုင်းရယ်ဟအတိုင်းရယ်ဆိုပြီးတော့အတန်လေးတန်းရှိပါတယ်အဲ့ဒီလေးတန်းကို ဒီတင်တင်ဆိုတဲ့စကလုံးကိုအပေါ်ကနေပြီးတော့စာရေးတဲ့ခါကျရင်တင်ပြီးတော့ပေါင်းသွားမှာဖြစ်ပါတယ်။ဒါဆိုရင်ငွေမူလရှိပြီသားခအတန်းကိုဒီလိုတင်တင်လို့ခေါ်တဲ့စကလုံးလေးတင်လိုက်တဲ့ခါကျရင်ဒအတန်းခအတန်းဖြစ်သွားတယ်။ဒါဆိုရင်ခအတန်းနေပြီးတော့ခအတန်းဖြစ်သွားတယ်။ဒါပြန်ပြရေကူရအားဖြင့်ပေါ့နော်။ဒါဆိုရင်ခဆိုရင်ကခီဆိုရင် ဂီခုဆိုရင်ဂူခဲဆိုရင်ဂဲဂဲဂဲလို့လည်းတွေ့တယ်ပေါ့နော်ခိုးဆိုရင်ဂိုဆိုပြီးတော့တွေ့တယ်အဲဆိုရင်ပြီးရင်နောက်တဲ့စအတန်းကိုကြတော့ဇအတန်းဖြစ်သွားတယ်ဒါဆိုရင်ဒီစအတန်းမှာရှိတဲ့ဇကလုံးတိုင်းဇကလုံးတိုင်းကိုပါဠိလုံးမလဲဆိုရင်တင်တင်လို့ခေါ်တဲ့ဒီအချက်လေးနှစ်ချက်ကိုတင်ပြီးသွားမှာဖြစ်ပါတယ် ါဆိုအချက်နဲ့ချက်လေးတင်လိုက်တာ ਨੇ နေကမူလရှိပြီးသားအစအတန်းကဇပြောပါပြီဂျီဇုဆေဟုတင်တင်တင်တဲ့ခါကြရင်ဇက်ဒါဆိုရင်ဇိုဆိုပြီးတော့ဖြစ်သွားပြီဒါဆိုရင်နောက်တစ်ခုကဒါကြတော့ထအတန်းပေါ့နော်ထအတန်းလို့ခေါ်တယ်ဒီထအတန်းမှာရှိတဲ့စကလုံးတွေအကုန်လုံးကိုလည်းပဲဒါတင်တင်ပေါင်းမယ်ဒါဆိုရင်ထကိုတင်တင်တင်တဲ့ခါကြတော့ ဒါရှိကိုတင်တင်တင်တဲ့ခါကျရင်ဂျီဆူကိုတင်တင်တင်တဲ့ခါကျရင်ဇူထဲကိုတင်တင်တင်တဲ့ခါကျရင်ဒဲဒိုတင်တင်တင်တဲ့ခါကျရင်ဒုဆိုပြီးတော့ဖြစ်သွားတယ်ဟုတ်ပြီနော်ပြီးရင်ဟာတန်းကိုတွားမယ်ဟာတန်းဒီဟာတန်းမှာရှိတဲ့စကလုံးလေးကိုလည်းပဲတင်တင်တင်ပြီးမှဖြစ်ပါတယ်ဒါဆိုရင်ဟာဆိုရင်ဘာ he ဆိုရင် be fu ဆိုရင် bu he ဆိုရင် be ho ဆိုရင် bo ဆိုပြီးတော့ဒီကလောအတန်ထွက်သွားမှာဖြစ်ပါတယ်။တနည်းအားဖြင့်ဒီနေရာမှာချင်းချက်နေနေပေါ့နော်အတန်ထွက်မမားဖို့အတွက်ကိုအထူးဂယူဆိုင်အောင်လဲဇကလုံးကနှစ်နေရာရှိပါတယ်။ဒီဇကလုံးလေးပေါ့။ရှိနေကြည့်ပေါ့။ပုံမှန်အားဖြင့်ဒီကျောင်းသားတို့များများက ဒီစာတင်တဲ့ညီကောင်မောင်နှမတွေပေါ့နော်စာလေ့လာတဲ့ကြည့်ကြရင်စာအတန်းကိုစာအတန်းဆိုပြီးဖြစ်တဲ့အခါကျရင်ဇဂျီမဟုတ်ဘဲနဲ့ဇီဆိုပြီးတော့ထွက်ကြတယ်အဲ့နေရာမှာဇီမဟုတ်ဘဲနဲ့ဂျီဖြစ်သွားပါတယ်အဲ့ဒါကိုတစ်ချက်တတိထုတတိပြုပါနော်ဒါဆိုရင်ထအတန်းမှာဆိုရင်လည်းအဲ့လိုပဲချီရဲ့အတန်းဆိုရင်ဘယ်လိုလုပ်ပြီးဂျီဖြစ်သွားလဲဆိုရင်ချီရနေပြီးတော့ဂျီဖြစ်သွားပါတယ်အဲ့ဒီဇာတ်ကလေးနှစ်ခုကိုဒီဒါဒီ ဇူးတဲ့ဒိုဖြစ်ရမှာဟာကိုဒီနေရာမှာကြတော့ဇူးဖြစ်သွားတယ်ကွာဒီเนาะဒါကျွန်တော်တို့အနေနဲ့ဒီဒူးဖြစ်ရမယ်ဇေကလုံးကဇူးဖြစ်နေတယ်အဲ့ဒီခါလေးဇေကလုံးလေးကိုနည်းနည်းတစ်ချက်သတိထားပါဒါဆိုရင်ဒီဇေကလုံးတိုင်းကိုပို့ပြီးတော့အတန်အတွက်ကိုမှတ်မိအောင်နောက်တစ်ခါပြန်ထွက်ကြည့်မယ်เนาะဂဂီဂူဂေဂိုဇာဂျီ zu ze zo da ji zu de do ba bi du be bo ဟုတ်ပြီနော်ဒီလောက်ဆိုရင်ဒီတင်တင်တင်တဲ့စကားလုံးအတားလီတာပေါင်းတာကိုမှတ်ပြီးမယ်လို့ထင်ပါတယ်နော်နောက်စုကဒီပွန်ပွန်လို့ခေါ်တဲ့ ဒီပုံပုံပေါင်းတဲ့မာလူပေါ့နော်ဂျပန်လိုဆိုရင်တနည်းအားဖြင့်သူမာလူလို့လည်းခေါ်ပါတယ်အဲ့ဒီမာလူပေါင်းမယ်မာလူပေါင်းတာကြတော့ပုံမှန်ငွေကိုရှိပြီသားအတန်းကဒီစကလုံးကဟလို့ခေါ်တယ်ဟအတန်းပေါ့နော်ပုံမှန်အားဖြင့်ဟာဟီဖူရဲ့ဟိုးဆိုပြီးတော့အတန်းထွက်တယ်အဲ့ဒီဟအတန်းကိုပအတန်းပြောင်းမယ်ဒါဆိုရင်ဒီဟကိုအလုံးကြီးတင်လေပုံပုံလို့ခေါ်တယ်အလုံးလေးတင်လိုက်ရင်ပါ ဟီကိုအလုံးလေးတင်လိုက်ပြီပုံပေါ်တင်လိုက်ပြီဆိုရင်ပဖူကိုပုံပေါ်တင်လိုက်ပြီဆိုရင်ပဒီဟဲကိုပုံပေါ်တင်လိုက်ပြီဆိုရင်ပဲပဲလို့လည်းခေါ်တယ်ပဲလို့လည်းခေါ်တယ်ပေါ့နော်ဒါဆိုရင်ဟိုးကိုဒါပုံပေါ်တင်လိုက်တဲ့ခါကျရင်ပို့ဆိုပြီးတော့ဖြစ်သွားပါတယ်ဒါဆိုရင်အစားနီးနောက်တစ်ခေါက်ပြန်ထွက်ကြည့်မယ်နော်ဒီစကားလုံးကိုပပပဲ ို့နောက်တစ်ခေါက်တွက်မယ်ဘာပီပူဘေဘို့ဟုတ်ပြီနောက်ဆုံးအနေနဲ့နောက်ဆုံးအနေနဲ့ဒီစကလုံးအတန်ထွက်ငါးလုံးကိုဒီဒီငါးချောင်းကိုပေါ့နော်နောက်ဆုံးတစ်ခုအနေနဲ့ပြန်ပြီးတော့ထွက်ကြည့်မယ်ဂါဂီဂူဂေကိုစာ じずぜぞだじずてどばびぶべぼ。b 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 ပပပပပဟုတ်ပြီဒါဆိုရင်ဒီနေ့တင်ကားစာတင်တင်ပေါင်းတာနဲ့ပုံပုံပေါင်းတာကိုဒီနားမှာပဲရမှာဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ